Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်လက်ရှိမှာ Chris Wheeler က Breaking New ဖြစ် Bruno Fernandes ရဲ့ပတ်သက်တဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ report လုတ်လာတာကျွန်တော်ရှိပါတယ် Ahila ရဲ့ဘက်ကတော့သူတို့ရဲ့ဘောနော်ဒါ Bruno Fernandes ကိုခေါ်ဖို့အတွက် Fernandes ထံကန်လန်ထားပြီးတော့သူတို့ကန်လန်မှုကိုကျွန်တော်တို့ဒီလက်ခံဖို့အတွက်ဘောနော် Now တစ်ပတ်အထိကျွန်တော်အချိန်ပေးထားတယ်ပေါ့ဒီလမကုံခင်ဒီမေလမကုံခင်မှာကိုပဲသူတို့ရဲ့ကန်လန်မှုကို Bruno Fernandes လက်ခံလက်မခံကျွန်တော်ဆုံးဖြတ်ဖို့အတွက်သူတို့အချိန်ပေးထားတယ်ပေါ့နော်။ဒါအပြင်လက်ရှိ Manchester United ရဲ့ကျွန်တော်တို့ဒီအခြေအနေဒီကြောင့်ကစားမဖြစ်သူကိုအသင်းကနေထွက်ပြီးတော့သူတို့စီပြောင်းလာအောင်ကန်လန်းနိုင်လိမ့်မယ်လို့လည်းအဟီလာရဲ့ဘက်ကကျွန်တော်ဒါယုံကြည်ထားတယ်ဆိုပြီးတော့ report လုပ်ထားတယ်။အဟီလာရဲ့ဘက်ကတော့ Bruno Fernandes ကိုအနည်းဆုံးတပတ်လောက်ကလာစားပေါင်9သိန်းအပြင်ကိုလက်မှတ်ထိုးကြီး bonus တွေပါတဲ့အပြင်တရာဒီကိုပေါင်65သန်းတိရနိုင်မဲ့ သူတို့ဒီကန့်လန့်မှုတရက်နဲ့ကန့်လန့်ထားတယ်။ဒါအပြင်မန်ချက်စတာယူနိုက်တက်ထံကလည်းကစားသမားကသာဒီသူတို့ကန့်လန့်မှုကိုလက်ခံနေသလိုရှိရင်ဘရူနိုဖရန်ဒက်စ်တို့ပြောင်းရှိခြင်းအနေနဲ့ပေါ့နော်။ပေါင်သန်း100အထိပေးဖို့အတွက်အဟီလာရဲ့ဘက်ကကျွန်တော်ပြင်ဆင်ထားတယ်။ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့သူတို့ရဲ့ကပတိန်လည်းဖြစ်တယ်လို့သူတို့အကောင်ဆုံးလက်ရှိအသင်းရဲ့ကစားသမားလည်းဖြစ်တဲ့သူကိုရောင်းချလိုတဲ့စန္ဒမရှိဘူး။ဒါပေမဲ့လည်းလို့ပြီးခဲ့တဲ့နေ့ကယူရိုပါလိမ့်မှာကျွန်တော်ရှုံးနေအပြီးအသင်းက Champions League ကနေပြီးတော့ကျွန်တော်ရနိုင်မယ့်ပေါင်သန်း100လောက်ကိုမရတော့တဲ့အချိန်ဒီမျိုးမှာဘန်နာယီနဲ့ပတ်သက်လို့အသင်းဟာအင်မတန်အခက်အခဲကြုံနေရတယ်။ဒါကြောင့်ဒီအချိန်ဒီအကွင်လင်ကစားမဖြစ်သူ Bruno Fernandes တို့ရဲ့ကန့်လန့်လာတဲ့ကန့်လန့်မှုတွေကိုလည်းအတိုင်းအတာတစ်ခုထိကျွန်တော်တို့သာလက်ခံသွားနိုင်တဲ့အချိန်ဒီမျိုးမှာရှိနေတယ်ပေါ့နော်။ဆိုတော့ဒီဘလိုရောမလို့အဓိကတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီတန်းတရာဆိုတာက Manchester United ကိုကျွန်တော်တို့သာ ဟိုပြောင်းလဲနိုင်မလားပေါ့တန်တရာဆိုတာက United အနေနဲ့ Fernandez လိုကစားမမျိုးကိုရောင်းချပြီးတော့ရလာမဲ့ဝင်ငွေဖြစ်ကြည်နဲ့မလားပါဒါမှမဟုတ်တန်တရာထက်ပူလူချင်မလားပေါ့ဒါကိုပဲကျွန်တော်ကြည့်ရမှာကျွန်တော်ကတော့အဲဟီလာရဲ့ဘက်က Fernandez သူ့ရဲ့အပြောင်းရွှေ့ကိုလက်ခံသူ့ရဲ့ကန်လန့်မှုကိုလက်ခံမခံဆိုတာသူ့အနေနဲ့အရင်ဆုံးအသင်းနဲ့ညှိနှိုင်းတင်နေပေါ့နော်ကစားသမားဖြစ်သူနဲ့အရင်ညှိနှိုင်းရင်ကျွန်တော်ကတော့ဘာမှတိတ်ပြီးတော့အများကြီးထူးခြားလိမ့်မယ်လို့မထင်ဘူး။ဘာလို့လဲဆိုတော့ Fernandez ရဲ့ဒီအခြေအနေက ရှင်းနေဗျမန်ချက်စတာယူနိုက်တက်ကမလိုချင်တော့ဘူးယူနိုက်တက်ကငွေကြီးရအခြေအနေတွေကြောင့်လက်လွတ်ရမယ်ဆိုရင်သူပြောင်းမယ်ပြဿနာမရှိဘူးဒါပေမဲ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်မှာသူလုံးဝကိုဆက်နေသွားမှာစာချုပ်တရံရှိတယ်လို့မျိုးတော့အဲဟီလာလောက်ရမှာကဖာနန်ဒက်စ်ကိုအရင်ဆုံးသူတို့အနေနဲ့ဆွေးနွေးတာမဟုတ်ဘူးလက်ရှိတပတ်လောက်ခလာစာပေါင်း9သိန်းအပြင်စာချုပ်ဒီလက်မှတ်ထိုးကြီး bonus တွေဘာတွေနဲ့ ်တို့ဒီတစ်နှစ်ကိုတရာဒီကိုပေါင်း65တန်းဆိုတာမျိုးကတော်တော်ကိုကောင်းလုံးနဲ့ကင်းလန်းမှုပါဖာနန်ဒက်စ်ဘက်ကကျွန်တော်တို့တွေးကြည့်မယ်ဆိုလို့ရှိရင်လည်းအကယ်လို့သူ့အနေနဲ့ထားပါတော့ဗျာအလွန်ဆုံး3နှစ်ပေါ့နောက်ထပ် highest level မှာကစားနိုင်ဖို့ဆိုလို့ရှိရင်3နှစ်ပေါ့နော်အဲ့3နှစ်အတွက်တွင်မှာကျွန်တော်တို့ဥရောပမြေမှာကစားတယ်ဆိုလို့ရှိရင်ဒီလောက်သူရချင်မှရတော့မှာအခုကတရာဒီကိုပေါင်း65တန်းတပတ်ကိုပေါင်း9သိန်းလောက်ထိသူရမှာဒါအနည်းဆုံးတော့ဒါအနည်းဆုံးဆိုတော့အဲ့ဒီဟာကြီးက finance ဘက်ကကျွန်တော်ကြည့်ရင်ဒါလုံးဝတက်မမောစရာကြီးဗျာ ဆိုတော့ Fernandez အတွက်ကအ ਨੇ ဆုံးကိုပဲတရားဒီကို65တန်းလောက်ရမယ်ဆိုတော့ Fernandez ညီနဲ့တိတ်ညှိနှိုင်းစရာလိုတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့သူကတော့ရှင်ရဲ့ United ရဲ့အဆုံးဖြတ်ချက်ကိုစောင့်ပါဒါပေမဲ့လို့ Ehila ရဲ့ဘက်က Okay Bruno ငါတို့ကတော့မင်းကိုဒီလိုဒီလိုကန်လန်းထားတယ်မင်းဒီဟာကိုလက်ခံမခံငါတို့ကိုအရင်ဆုံးအကြောင်းပြန်ဒီလမကုန်ခင်ငါတို့သိကျင်တယ်အဓိကသူတို့ကလပ်ဝေါ်ကပ်မှာသူတို့ဖာနန်ဒက်စ်ကိုပါစီခြင်းတာဒီလေဒီအပြောင်းရွှေ့တာဖြစ်ခဲ့တယ်ဆိုလို့ရှင်အဲ့ဒီတော့သူတို့ကအမိလိုချင်တာဘရူနိုဖာနန်ဒက်စ်ကို ဒါပေမဲ့လို့ပေါ့နော်ဒါ Manchester United အပေါ်မှာအများကြီးမူတည်နေတယ်ညီကတို့ဘလူးမင်းကလည်းပေါင်သန်း100ဆိုရင်ကျွန်တော်တို့ Bruno Fernandes ကိုရောင်းချသင့်တယ်လို့ကျွန်တော်ထင်ကြလားသန်း100ဆိုတာနဲ့ Fernandes ရဲ့နေရာကိုကျွန်တော်အစားထိုးနိုင်မှာမလားညီကတို့ညီကတို့ဘလူးမင်းကလည်းသူတပင်းကတော့ United ရဲ့ဘက်ကအခုချိန်ကြလို့ရှင်တော့ဟာငါတို့ကောင်းကောင်းကစားမလဲဖြစ်တယ်နော်ငါတို့ရဲ့တကယ်အချင်းကြီးကောင်းတဲ့သူလဲဖြစ်တယ်ငါတို့ကတော့မရောင်းချင်ဘူးဟေးဖြစ်ကောင်းဖြစ်လိမ့်မယ်သန်း100ဆိုရင်စိတ်ပြောင်းသွားမလားပေါ့ ဒီတယ်မလားအခုလက်ရှိ Champions League ကစားလို့ကစားလို့ဘူဆွဲရင်တောင်မှတန်150လောက်ပဲကျွန်တော်ရမယ့်အချိန်မျိုးမှာ Fernandez လိုမျိုး32နှစ်ရွယ် player တယောက်ကိုရောင်းလို့တန်တရာရတယ်ဆိုတာသမိုင်းမှာတိတ်မရှိဘူးเนาะ Cristiano Ronaldo ကိုကျွန်တော်တို့31လာ33လာ Juventus ကိုရောင်းတော့မှ Real တောင်မှတန်တရာပဲကျွန်တော်ရတာဆိုတော့အသင်းအနေနဲ့ဘာနာကြီးခက်ခဲနေတယ်ဆိုလို့ရှိရင်ဒါဒီအပြောင်းအရွှေ့ကအများကြီးအကူအညီဖြစ်သွားမှာเนาะအများကြီးအကူအညီတန်တရာဆိုတာမနေဘူးဗျာတိလာအများကြီးအကူအညီဖြစ်သွားမှာဒါပေမဲ့လို့တေးကြတာတခုက ငါတို့ဘရူနိုနီယာတကယ်အစားထိုးနိုင်မလားငါတို့တကယ်ပြန်အစားထိုးဖို့အတွက်လွယ်ကူမလားဖာနန်ဒက်စ်ကိုတန်တရာနဲ့လက်လွတ်လိုက်ရတယ်ဆိုလို့ရှင်ဖာနန်ဒက်တင်ရာကိုပြန်အစားထိုးဖို့တန်တရာနဲ့ငါတို့လောက်ပါမလားဒါတွေကိုကျွန်တော်ကြည့်ရတော့မှာတကယ်လို့တန်း60လောက်နဲ့ခွန်မယ်ဆိုရင်အဲ့ဒီကစားမကဖာနန်ဒက်စ်လိုတကယ်အသင်းပေါ်မှာအကျိုးပြုနိုင်မလားအခုကဖာနန်ဒက်စ်နဲ့ပတ်သက်လို့ရှင်အရာလုံးကအေးအေးဆေးဆေးဖြစ်နေပြီအရာအလုံးကကျွန်တော်စိတ်ချရတဲ့ပလေယာတယောက်ဖြစ်နေပြီ စိတ်ပူစရာစလို OK 32နှစ်ဖြစ်နေပြီပေါ့ဒါပေမဲ့သူ့ရဲ့ physical ability ကိုကျွန်တော်ကြည့်တော့လေ32နှစ် player လို့တော့ကျွန်တော်မထင်ရဘူးဒါကြောင့်အသင်းဘက်ကကိုယ့်အသင်းကောင်းဆောင်လည်းဖြစ်တယ်ကိုရဲ့ဒီအကောင်းဆုံးလက်ရှိအသင်းရဲ့ကစားမတယောက်လည်းဖြစ်တယ်ဆိုတော့ဒီလိုကစားမမျိုးကိုအသင်းကအကုန်ပြန်ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာလက်လှုပ်ဖို့အတွက်ကတော်တော်ကြီးကိုစဉ်းစားရမှာဆိုတော့ကျွန်တော်တို့ဒီကြားထဲမှာစကားပြောလာတော့မှာပေါ့နော်တန်တရာက United ရဲ့စိတ်ကိုပြောင်းစီမလားပေါ့ဒါပဲကျွန်တော်ကြည့်ရတော့မှာပဲ Finalist အတွက်ကတော့တိတ်ပြီးတော့စဉ်းစားနေရမလို့ဘူး ော် developer ကပေါင်း9သိန်းများအင်းရလဲအခုဟိုနည်းတဲ့ပမာဏမှာမဟုတ်တာတရာဒီ season တစ်ခုကိုကျွန်တော်တို့တရာဒီကို65သန်းလောက်ထိကျွန်တော်တို့ရမှာဆိုတာကတော်တော်ကြီးကိုကျွန်တော်တို့အနေနဲ့ပေါ့နော် finance pack ကကြည့်မမောစရာကြီးမမောစရာပြီး32နှစ်တော့ဘယ်32နှစ်မှဒီလောက်ထိ offer ရကြမှာရမှာခောက်တယ်မှာခင်ဗျားများကျွန်တော်တို့တွေးကြည့်ရရင် finance ကတော့ဟိုတနေ့ကလည်းသူပြောထားပြီးသားကျွန်တော်အနေနဲ့ငွေကြေးဘလောက်ပဲပေါ့နော်ဘလောက်နေပဲကန်လန်လာကန်လန်လာ80ဆုံးဖြတ်မဲ့အနာဂတ်ဒီသူ့အနေနဲ့ ဘလို့မှငွေကြီးနဲ့ပတ်သက်လို့သူဆုံးဖြတ်မှာမဟုတ်ဘူးအတင်းကမလိုဘူး financial ရအတင်းဟာပြဿနာတက်နေလို့ကျွန်တော်ကမဖြစ်မနေရောင်းချမယ်ဆိုရင်ကျွန်တော်နားလေတယ်ထွက်သွားမယ်ပြဿနာမရှိဘူးဒါပေမဲ့လို့သူ့အနေနဲ့ဘယ်တော့မှဒီလိုအခြေအနေမျိုးမှာဗောနော်ငွေပိုပြီးလို့ဆိုပြီးတော့ပြောင်းမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်ပြောထားတာဆိုတော့အတင်းအပေါ်မှာအများကြီးမူတည်သွားပြီအတင်းအပေါ်မှာအများကြီးမူတည်သွားပြီဆိုတော့တန်းတရာနဲ့ကျွန်တော်တို့ finance ကိုရောင်းရောင်းပါမလားအတင်းရဲ့ဘက်က ဒီကနေ့ပြတော့လူတွေဆိုလို့ရှိရင်တော့မင်း120ရရပါတယ်ညှ့ရမှာတိလား120မှရရ130မှရရညှ့ရမှာတကယ်တမ်းလက်လွတ်ချင်နေဆိုရင်ပြောတာပါဟိုဒါပြင် Chris Wheeler ကတင်ထားတယ်ဆိုတော့တရင်ကတော့ဘယ်တော့100%မှန်နေဟိပါညာဆိုတော့ Chris Wheeler ကတော်တော်ကို respect ဖြစ်လို့ရတဲ့ဒီ journalist တွေမှာကျွန်တော်တို့ပါတယ်အဲဒီမဲ့လို့ UK media တွေရဲ့ဘက်ကကျွန်တော်တို့အမှန်ကန်ယုံကြည်ရတဲ့ဒီ journalist တွေရဲ့ဘက်က report တွေကိုတော့အတိုင်းအတာတစ်ခုတည်းစောင့်ကြည့်ရလေအောင်မယ်လို့ကျွန်တော်ထင်တယ် ေကြတာတခုကတော့အမှန်ကန်ဒီသတင်းသာမှန်ကန်နေဆိုလို့ရှိရင်တို့ဒီညသတင်းထက်တည်ပြီးတက်ချင်းတက်မှာပဲဒါပါလို့ဒီ Athletic Two ပဲဖြစ်ဖြစ်เนาะ Telegraph Two ပဲဖြစ်ဒါပါလို့ဗျာဘယ်သူပဲဖြစ်ဖြစ်ပေါ့เนาะထက်ပြီးတော့တက်မှာပဲဒါအပြင် Club World Cup ကနောက်လာဆိုကျွန်တော်တို့စမှာဆိုတော့အဲ့ဒီမတိုင်ခင်မှာသူတို့ကလိုချင်တာဆိုတော့ Ehila ရဲ့ဘက်ကလည်းတကယ်အရခေါ်ဖို့ကြိုးပမ်းနိုင်ဆိုလို့ရှိရင်ဒီရဲ့ပိုင်းတော်တွင်အများကြီးထိရောက်တဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်မြင်ရမှာမြင်ရမှာပဲဒါကြောင့် Bruno Fernandes ရဲ့အပြောင်းအရွှေ့ကရဲ့ပိုင်းအတိုးအတွင်းမှာကိုပဲ ရှင်းရှင်းလင်းလင်းတည်ကောင်းတည်လာရနိုင်တယ်ပေါ့နော်။ Panathinaikos အတွက်တော့လက်ရှိ Manchester United မှာလည်း3သိန်းလောက်ရနေတာပဲဗျ။သူ့အတွက်ကတော့ပူစရာမရှိဘူး။ဒါကြောင့်လည်းပဲသူ့အနေနဲ့အသင်းမှာတကယ်ရှိချင်တာလဲဟုတ်ကောင်းဟုတ်မယ်ဒါမှမဟုတ်တပတ်ကို3သိန်းလောက်လဲရနေတယ်ဆိုတော့ဒီအသင်းမှာဆက်ရှိလို့လဲသူ့အတွက်နစ်နာစရာမရှိတာလဲဖြစ်ကောင်းဖြစ်မယ်။ तू ကတော့ငွေကြီးအကြောင်းပြောမှာမဟုတ်ဘူး။ဘာညာပြောထားတယ်။ဒါပေမဲ့လို့ပေါ့နော် तू ပြောတယ်လို့ပဲ Manchester United ကငွေလိုလို့တကယ်ရောင်းချင်နေဆိုသူထွက်မယ်ဆိုတော့ကျွန်တော်တို့ Manchester United ဘက်မှာအများကြီးမူတည်ပါတယ်။ဒါကြောင့် ဟိုကစားသမားဘက်ကလက်ခံရင်တောင်မှယူနိုက်တက်ကမယောင်းချင်ဘူးဆိုလို့ချင်းအဲဟီလာတွက်ကကျွန်တော်အခက်တွေ့မှာပဲအဲ့တော့မန်ချက်စတာယူနိုက်တက်ကမယောင်းချင်ဘူးဆိုလို့ချင်းပြီးသွားပြီဘရူနိုဖရန်နက်စ်ရဲ့ဘက်ကလည်းမင်ပြောင်းချင်တယ်ဆိုတာမျိုးကဘဇက်ကထွက်လာမှာမဟုတ်ဘူးအဲ့မဲ့ယူနိုက်တက်ကရောင်းမယ်ဆိုရင်တော့ဖန်နက်စ်ကညင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะဆိုတော့အဲဟီလာကိုပဲဒါအပြောင်းရွှေ့ကဖြစ်သွားဖို့အခြေအနေများတယ်လို့ကျွန်တော်ထင်တယ်ဒီလိုအသက်အရွယ်မျိုးမှာဟိုအဲဟီလာတက်ပို့ပြီးတော့ကောင်းတဲ့ offer ကတော့ဖန်နက်စ်မရတော့ဘူးလို့ကျွန်တော်ထင်တယ် ဆိုတော့တန်တရာနဲ့မန်ချက်စတာယူနိုက်တက်ဘရူနိုဖာနန်ဒက်စ်ကိုရောင်းချသင့်တယ်လို့ညီကလူထင်ကြလားဖာနန်ဒက်စ်ရဲ့ဘက်ကရောအဟီလာရဲ့ကံလမှုကိုလက်ခံသွားလိမ့်မယ်လို့ညီကလူထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုအားပေးတဲ့ညီကလူများလုံးကိုကျေးဇူးများတင်ပါတယ်